နွားလဲလောက်သာမောင်းတက်တဲ့နီးပြတယောက်ကိုကားမောင်းခိုင်းတဲ့အခါကျတော့ကြုံတွေ့ရမယ့်ပြဿနာအန်โซမာရက်စ်ကကဒုံးနဲ့ချယ်ဆီတို့လိုမျိုးပဲဖြစ်ပါတယ်။မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးနဲ့ချယ်ဆီ TV ကနေကြိုဆိုပါရခင်ဗျ။ဘရန်ဖို့နဲ့ချယ်ဆီတို့ရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုလုပ်ပေးသွားကြပါမယ်။ချယ်ဆီနဲ့ပတ်သက်ပြီး review လုပ်ရမှာဖြစ်တဲ့အတွက် စကားလေးနည်းနည်းရင်သီးသွားရင် တောင်းပန်ပါတယ်လို့အရင်ပြောပြရသည် တော့နီးပြတယောက်ရဲ့အည်သွေးရည်ချင်းဆိုတာဒီလိုပွဲမျိုးမှာ ပေါ်တာပဲဗျကျွန်တော်တို့ကဒီပွဲရလက်ဆိုတိုင်းအားနေရနေနီးပြကိုလက်ညှိုးထိုးတာမဟုတ်ဘူးဒီပွဲမှာလည်းကစားသမားတချို့ရဲ့စွမ်းဆောင်ရည်ပိုင်းတော်တော်ဆုတ်ပြတ်နှုံချခဲ့တာကြီးကျွန်တော်တို့တွေ့ပါတယ်ဒါပေမဲ့အဲ့ဒီကစားသမားတွေကို management လုပ်ကြတာနီးပြပါကျွန်တော်ဒီစကားကိုဘာကြောင့်အစချီပြီးပြောတယ်လဲဆိုတော့ Chelsea ကအခုရပ်ပိုင်းမှာပဲပွဲနှစ်ပွဲကိုသူကစားရမယ် ်အခု Brentford နဲ့ပွဲရဲ့နောက်တစ်ပွဲက Conference League ဖြစ်တဲ့ Ligia Warsaw နဲ့ပွဲရဲ့လူထုတ်ပုံကို နီးပြကပွဲနဲ့တဟဇာတာဖြစ်အောင်ထုတ်ရမယ် Ligia Warsaw နဲ့ပွဲအတွက်ငါတို့ကလူချန်တင်လားမချန်တင်ဘူးလားဒီ Brentford နဲ့ပွဲကငါတို့အတွက်ဘယ်လောက်ထိအရေးပါတယ်လဲဒါကိုချိန်ညှိပြီးတော့နိုင်အောင်ကစားဖို့အတွက်လူစင်းထုတ်ဖို့လိုတယ်ဒါမှမဟုတ်လေတည်ရအောင်ခံကံဖို့အတွက်လူစင်းထုတ်မှလား နီးပြတယောက်ရဲ့ဆုံးဖြတ်ချက်ကအဓိကပဲအဲ့တော့ကျွန်တော်ကဟိုအန်ဆိုမော်ရက်စ်ကာလောက်လည်းအသေးစိတ်ချယ်စီကိုစီမံခန့်ခွဲနေရတဲ့သူတော့မဟုတ်ပါဘူးသူတို့လောက်လည်းမတက်ဘူးသို့တော့လူ၁၀ယောက်မေး၁၀ယောက်လုံးမြင်တယ်ဘာကြောင့်တော့လီဂီယာဝါဆောနဲ့ပွဲထက်ဘရန်ဖို့နဲ့ပွဲကပိုအရေးကြီးတယ်ဗျဒီနေ့ရသည်ချယ်စီ124ဝင်ခွင့်ရဖို့တနည်းအားဖြင့်ချန်ပီယံလိဝင်ခွင့်ရဖို့ကအမတန်အမတန်အရေးကြီးတယ်မနေ့က Nottingham Forest ကိုရှုံးတယ်ရှုံးတဲ့အချိန်မှာချယ်စီကအခွင့်အရေးအများကြီးရတယ် နော်တင်ဖောရက်ကိုမကြော်နိုင်ဘူးဆိုပေမဲ့လည်းအမှတ်နီးသွားပြီဒီနှစ်ကျွန်တော်အင်္ဂလန်အသင်းတွေချန်ပီယံလိ၅သင်းဝင်ခွင့်ရတယ်ဆိုရင်တော့မတိကြမီရတဲ့အခြေအနေပြနောက်မှကတ်လိုက်နေတဲ့အသင်းတွေဟာအများကြီးပဲအဲ့တော့ Nottingham Forest ကိုအမှတ်မီအောင်လုပ်နိုင်မယ်နောက်ကကတ်လိုက်နေတဲ့အသင်းတွေကိုအားကောင်းမောင်းတန်ရှေ့ရနေပြေးနေမယ်ဆိုတဲ့အခွင့်အရေးကတကယ့်ကိုအကြီးပဲပြီးရင်အသင်းတွေနဲ့လည်းရင်ဆိုင်အောင်မယ်လီဂီယာဝါဆိုတာနှစ်ချော့တွေ့ရမှာလေဗျာပြဿနာထွေထူးမရှိဘူးဒီလို Conference League လို့ပြိုင်ပွဲမျိုးကို အဓိကတည်ထားတဲ့ကစားသမားအများစုနဲ့ခြံပြီးတော့เนาะဟို conference league ကိုမျော်လင့်နေတာကပြိုင်ဖို့အတွက်စဉ်းစားထားတာကလုံးဝတောက်ထိပ်ပဲမရှိတဲ့လောက်ရတစ်ခုလို့တော့ကျွန်တော်ယူဆပါတယ်ခင်ဗျဆိုတော့ပွဲထွက်လူစင်းအခင်းချင်းကိုကြိလိုက်ခရေကစိတ်ပြက်စရာကြီးအစ်တမခြေသန်းပြနေတဲ့ကုကူရဲလာကိုလူစင်းကထုတ်ထားတယ်လဘိုင်းကိုဝဲကိုထုတ်ထားတယ်ဒါအပြင် အခွင့်အရေးရသလိုဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ပါမလည်းမပါဘူးပြီးခဲ့တဲ့ Tottenham Hotspur နဲ့ပွဲမှာတောက်လျှောက်နော်ထိုးပေါက်နေတဲ့ဒီ Nicholas Jackson ကိုလည်းပွဲထွက်လူချင်းကနေခြံထားတယ် Brentford အဲ့လိုသွားကစားလို့မရဘူးဗျ Brentford က Chelsea ကိုသူ့အိမ်ကွင်းရောက်အမြဲတမ်းလို့လို့ရိုက်တာဒါ Enzo Morris ကမတည်ဘူးလားမသိဘူး तू first day ပါတယ်အရင်တော့ပြန်မကြည့်ဘူးလားတော့ကျွန်တော်လည်းမပြောတတ်ဘူးဆိုတော့ကျွန်တော်ရဲ့ပွဲချုပ်သုံးသပ်ချက်ထဲမှာလည်းပါတယ် Tottenham Hotspur နောက်တန်းထပ်ပို့ပြီးတော့ Brentford ရဲ့ defensive line ရဲ့ midfield line ရဲ့က solid ဖြစ်တယ်။တင်းတဲ့အတိုင်းပဲ defensive deep block ကိုအကောင်းဆုံးကစားသွားခဲ့တယ်ဗျ။ low block ကစားရတော့မဟုတ် deep block ပဲ။ Consistent ကိုရှေ့ကိုနည်းနည်းလေးတင်တယ်။ pocket position နဲ့ကြက်အောင်ကစားတယ်။ဘာမှလုပ်လို့မရတော့ဘူးဗျ။ goal twin ဖို့ဆိုတာစိတ်ကူးစိတ်တန်းနဲ့တော့ထဲလို့မရတဲ့အခြေအနေမျိုး Brentford ကကစားသွားတာ physical ဘိုင်းအကောင်းတဲ့ကစားသမားတွေပြပြကျွန်တော် physical ချင်းလဲရှင်တိုးလို့မရအောင် ော်ဒင်ဟော့စ်ဘောင်းရဲ့ပွဲမှာဆိုရင်ဒါဂျက်ဆင်ပါလို့ဗန်နီဗန်နဲ့ရူမဲရိုရှင်တိုးလို့ရတာဒီလိုပွဲမျိုးမှာနက်ကလက်ဂျက်ဆင်ကိုထဲ့ကိုထဲ့တင်တယ်စောစောစီးစီးဒါလူစုံထုတ်ခံမယ်ဆိုရင်ချယ်ဆီအနေနဲ့1-0လောက်ရလက်ကိုရအောင်မယ်အခုကပထမပိုင်းမှာဟိုရှောက်ပြီးလူတွေထုတ်ခံထားတော့ဒုတိယပိုင်းမှာအခါနှောင်းသွားပြီမြမြဆန်တော့လူသားလဲလိုက်တယ်တွေ့မယ်အဲ့လောက်ထိလွဲကူမနေဘူးလေဗျအဝေးကွင်းမှာတွားကစားရတယ်ပြီးတော့ပထမပိုင်းမှာဘလိုးမဟို အတင်းကဟန်ချက်မညီခဲ့ပဲနဲ့ကိုပေါ့ချင်းချောင်းမှုတော့မမေရမရှိခဲ့တဲ့အခြေအနေမျိုးကနေလုံးဝပြောင်းပြီးတော့ကိုသွင်းမှုဆိုတာမလွယ်ဘူးချယ်စီကဒီနေ့ရသည်အမတန်အထလေးတဲ့အတင်းတင်းမှာပထမပိုင်းမှာတော့အတင်းရဲ့အဓိကပွဲထွက်လူစင်းတွေတဲမယ်ဆိုရင်တော့ဒုတိယပိုင်းလောက်ရောက်မှအရှင်ရောက်ပြီးကိုသွင်းတဲ့အတင်းအခုကတဲတဲ့ကစားသမား၄ယောက်လောက်ကိုကောက်ထုတ်ပြီးတော့ဒုတိယပိုင်းရောက်မှထဲတဲ့အခါ ဘလို့လို့ဟိုအရှိန်ကရတော့မလဲပထမအဲမှာတသားရဲဖြစ်နေရမယ့်ကစားသမားတွေကလည်းအရှိန်ကုန်သွားတဲ့သူတွေရှိတယ်ဥပမာပြောရင်တော့အန်ဒူဖာနန်ဒက်စ်ပေါ့ဒါအန်ဒူဖာနန်ဒက်စ်ကိုပါမာရိုနဲ့တွဲပြီးတော့ပထမအဲမှာတင်ဖီအားပေးချင်းချောက်နေရမယ့်အခြေအနေမျိုးဆိုတော့ပါလာတဲ့ကစားသမားတွေကလည်းတကောင်းမှသုံးစားလို့မရတဲ့ကောင်းတယ်အဲ့လိုပြောရင်မကောင်းဘူးဗျာဒရူးစပူရီဟောပါလို့ပါမန်းတော့မသိဘူးဘယ်ရောက်နေမှန်းမသိဘူးအစိုးဆုံးကတော့ခရစ်စတိုဖာအန်ကန်ကူပဲကစားသမားချင်းဂျားထဲမှာတော့မှ ပြဿနာဖြစ်တယ်ဖြစ်မှာပဲလေ ကျွန်တော်သားအန်ဆိုဖာနယ်လဲဆိုရင်လည်းဒီကောင်ကိုဆဲမှာပဲဘောလုံးပေးပို့တယ်ဗျာပေးပို့တဲ့ကောင်ကသူ့စီကိုစနိုက်ပါနဲ့ပြစ်တယ်လို့ဘက်ကနေပဲရအောင်ဘယ်လိုပေးနိုင်မလဲဘောလုံးလေးနဲ့နောက်ရောက်တဲ့အခါကျရင်ဘော်ဒီလေးခုပြီးတော့ပြန်ယူပေါ့ပြန်မယူဘောလုံးအခန့်သားကြီးမတက်ရက်ပြီးစောင့်နေအဲ့တော့အန်ဆိုဖာနယ်လက်ကအော်ပြောရတယ်ဘောလုံးဘာဖြစ်လို့မယူလဲပေါ့မင်းငါးစီဘာဖြစ်လို့ရအောင်မပေးလဲဆိုရဲပုံစံမျိုးနဲ့ Christopher Angle ကပြန်ပြောတယ်အဲ့တော့ in position မှာလည်းအဆင်မပြေဘူး out of position မှာလည်းအဆင်မပြေဘူး off the ball movement တွေကလည်းမကောင်းဘူး ပြောမယ်ဆိုခရစ်စတိုဖာအန်ဂန်ကူကစိတ်ပိုင်းဆိုင်ရာတော်တော်စုပ်ပြက်နှုံချတဲ့ကစားသမားတစ်ယောက်လို့ပဲကျွန်တော်ထင်တယ်ဒီချိန်မှာတချို့ချယ်စီပရိသတ်အနေငယ်ကတော့သူတို့အကောင်းမြင်စေလေးနဲ့အကောင်းမြင်ဝါဒီလေးနဲ့ထောက်ပြပါတယ်ဟာသူ့ကိုပေါ်တော့ခွင့်ပေးတဲ့အချိန်မှာမပေးလို့ဘာညာပေါ့လေထားလိုက်တော့မပေးတာနီးပြအပိုင်းကစားမှသူ့ပိုင်းဘာကြောင့်လဲသူချယ်စီရဲ့လောက်ခပမာဏယူထားတယ်နော်အဲ့ဒါဆိုရင်အဲ့ဒီလောက်ခမယူနဲ့လေဒီလိုမျိုးစိတ်တက်ကတော်တော်ရုပ်ပြက်စင်းပြက်နိုင်လုံးနဲ့ချယ်စီလို့အသင်းမျိုးမပြောနဲ့ မိဒီ professional club အသင်းမှမဆိုမကစားသင့်တဲ့ကစားသမားအဲ့လိုကစားသမားမျိုး မြင်နေရတာကချယ်ဆီပရိသတ်တွေကြက်တည်းရုပ်တယ်ဗျာအဲကျွန်တော်ပုံဝင်လင်းလင်းပြောတာဒုတိယအိမ်မှာသူ့ကိုလူစားလဲလိုက်ပင်မဲ့လေပထမအိမ်မှာကစားကွက်မမေရာမရှိခဲ့တဲ့အတွက်ဒုတိယအိမ်မှာပြန်တည်တဲ့အချိန်မှာလေတင်းပလင်းရအဲ့လောက်ထိအဆင်မပြေတော့ဘူးကစားသမား၂ယောက်ထိ၃ယောက်ထိဦးချင်းကျွမ်းကျင်မှုလောက်နဲ့ပဲဝေ့သွားတဲ့ပုံစံမြင်ရပါတယ်တဖက်ကလည်း defensive deep block ကိုကောင်းကောင်းကစားနိုင်တဲ့အချိန်မှာအဲ့ deep ဖြစ်တဲ့နေရာတွေကနေ တကယ်တော့ကိုရဖို့အခွင့်အရေးများတာဗျ။အဲဒီနေရာတွေမှာတစ်ဖက်တည်းအဲ့လိုနောက်တန်းကစားသမားတွေရဲ့ကွင်းလယ်ကစားသမားတွေချက်အောင်ကစားထားတဲ့အတွက်ကြောင့် Chelsea နေနဲ့ဒီ Central Zone အဲ့ Zone 74အဲ Beyond the Lines တွေမှာကိုရဖို့အတွက်မျှော်လင့်လို့မရတော့အဲ့တော့ဘယ်ကသွားလဲဆိုတော့ Channel တွေကသွားတယ်။ Channel မှာသွားတဲ့အခါကျတော့လေ Nuni Maria Gay ဆိုတဲ့ကစားသမားအတော်တော်ရုပ်ပြက်ဆင်းပြက်ဘောလုံးကိုကြုံတယ်လို့ဆွဲပြေးဖြစ်တယ်လို့ဆွဲပြေးဥတီချမ်းမရှိရွေချမ်းမရှိပေးခြင်းတယ်လို့ပေး အတဖက်ကစံချိုကြောက်လဲယုံကြည်မှုကပြောင်းတယ်ဘာလို့သူ့မှာဖိအားကြီးကြီးရနေလဲမသိဘူးဘောလုံးစကင်ကလေးကဒါကျွန်တော်သိတဲ့ဂျေရန်စံချိုမဟုတ်ဘူးယာတီအစလောက်မှာတော့မစိုးဘူးဗျာဒါဒါဂျေရန်စံချိုပုံစံမဟုတ်ဘူးလုံးဝယုံကြည်ချက်ပြောက်ပြီးတော့တောင်းမဲ့နှစ်ဖက်လုံးကလည်းတီးတော့ကျွန်တော်တွေကဘာလို့သွားပြီးအားကိုရတော့မလဲဒုတိယပိုင်းရောက်တဲ့အခါမှာနက်ကလက်စ်ဂျက်ဆင်ဝင်လာတဲ့အခြေအနေမျိုးမှနော်ပြန်ပဲရဲ့အဲ့ဒီဒီဖြစ်အောင်ကစားရတဲ့တချို့သောပုံစံအခင်းချင်းကိုဖြိုခွင်းနိုင်ခဲ့တယ်ဖြိုခွင်းနိုင်ခဲ့တဲ့ဆိုတာကလည်း ဟိုနေရာတနေရာပဲပေါ့ဗျာဒီတနေရာမှာဖြိုခွင်းပြီးနောက်တနေရာမှာကျွန်တော်သွားပြီးတော့စုတာပဲအဲ့လိုအခြေအနေမျိုးမှာအတွဲဖက်ကောင်းဆိုတာရင်ကြီးကြည့်တယ်စောစီးသားဂျက်ဆင်ပါမာအတွဲမျိုးအန်ဆိုတို့လိုအတွဲမျိုးထဲလိုက်ရင်ဒီတနေရာမှာလွတ်သွားရင်လွတ်သွားတဲ့အခွင့်အရေးကိုအသုံးချဖို့ကစားသမားတစ်ယောက်ကအသင့်ရှိနေနိုင်တယ်အခုနက်တိုတို့ပါလို့မစိုးပါဝင်လာတယ်ဒုတိယမှာကစားပုံပြောင်းလဲသွားတယ်ဆိုတော့ညာလဲအခါနှောင်းသွားခဲ့ပြီအန်ဆိုအပိုင်းအခွင့်အရေးတချို့ရတယ်တိုးတော့သူကုန်နေပြီကြုံကြုံလို့ကန်သွင်းလိုက်တယ်ရှေ့မှာတောက်လျှောက် passionate ဖြစ်ဖြစ်ကစားခဲ့တဲ့အတွက်ကြောင့်လေဒုတိယရေးမှာအဲ့လိုကုံသွားတာပါတယ်အဓိကအနစ်ချုပ်ရမယ်ဆိုရင် conclusion ဆွဲရမယ်ဆိုရင်နီးပြရဲ့လူထုပ်ပုံကအဓိကအခေအားကျခဲ့တယ်ဒီတစ်ခေါက်တည်းမဟုတ်ဘူးကျွန်တော်ဒီစင်မှာတခြားသင်းတွေပွဲကျက်နေတဲ့ကာလတုန်းကလေကိုရီးယားအဲ့လောက်ခက်ခက်ခဲခဲအချိန်မဟုတ်ဘူးအဲ့တုန်းကလေကကြိုးကကြောင်မန်တယ်မျိုးကိုကစားသမားတွေကိုရိုက်သွင်းခဲ့တယ်။ကျွန်တော်တို့ကတိုက်တယ်မမန်းလို့ပါတော့ရှောက်ပြော။ကျွန်တော်လည်းတိုက်တယ်ဘယ်တော့မှမဟုတ်ဘူး။ဒါပေမဲ့ရှောက်ပြောပေါ့ဗျာဒီတိုင်းကစားသမားတွေစိတ်အားထက်သန်အောင်ပြောပေါ့။ငါတို့တိုက်တယ်မမန်းလို့ရနေပြီ။ဘာဖြစ်လဲညာဖြစ်တယ်မပြောဘဲနဲ့ ဘာလို့ဥတည်ပြီးပြိုင်နေမှန်းမသိတဲ့ဟိုစကားမျိုးတွေတခါတည်းလည်းမဟုတ်နှစ်ခါသုံးခါပြောပါများတော့ကစားသမားတွေကငါတို့တိုက်ပွဲဝင်နေရဘာကြောင့်တိုက်ပွဲဝင်နေရလဲဆိုတော့ခံုံချက်မျိုးကြီးဖြစ်သွားတယ်အဲ့ဒါဒီနေ့ရဒီမှာအန်ဆိုမာရက်စကားရဲ့လုံးဝမှားရွေးနေအမှားပါဆိုတော့ဒီပုံတိုင်းဆက်သွားမယ်ဆိုချယ်ဆီအနေနဲ့ချန်ပီယံလိဝင်ခွင့်9နေရပြီးရင်တောင်မှချန်ပီယံလိဝင်ခွင့်ရဖို့မသေးကြကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုကျွန်တော်ဒီမှာနားချင်ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ